တမာတိကိုကိုစိတ်ငြိမ်အောင်ထွက်လေဝင်လေမှတ်တယ်စိတ်တွေကလောဘတွေပဲဖြစ်အောင်ထိန်းတယ်ဒေါသတွေပဲဖြစ်အောင်ထိန်းတယ်ကာမိဆန္ဒလို့ဆိုရက်ကာမဂုဏ်အယုံစိတ်တွေထိန်းတယ်ဗျာပါရဆိုရက်မုန်းတီးတဲ့စိတ်တွေထိန်းတယ်အဲဒီလိုနိဝရဏတရားတွေကိုယ့်ရဲ့ထဲမှာဓာရီမရှိအောင်ဒီထွက်လေဝင်လေ မှတ်တာတို့ဘုရားကုံတော်ပွားတာတို့မေတ္တာပွားတာတို့ဆိုတဲ့ခြင်းစဉ်တစ်ခုကိုကနေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုကိုတမာရီခြင်းစဉ်လေးတစ်ခုချင်းအဲ့တမာရီခြင်းစဉ်လေးတစ်ခုချင်းတဲ့နေရာမှာတမာရီဖြစ်ဖို့အတွက်ဝိရိယလုံးလားဆိုင်တာပါရတယ်တတိပါရဒါကြောင့်မို့တမဝယမတမတတိတမသမာဓိဆိုသုံးခုပေါင်းထားတာ အဲ့ဒါလို့တီလာပြီးတဲ့အခါမှာတမာတိလောက်ရမယ်အဲ့တော့ခုနပြောတဲ့တီလာကဘာကိုအကျိုးပြုတာတော့လို့ဆိုရင်ကိုချင်းတီလာရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံတာငါမဟုတ်တာမလုပ်ဘူးကိုကိုပြန်တွေးလိုက်ရင်ဖြစ်ကင်းကိုကိုငါမဟုတ်တာလောက်တာတာမရှိဘူးလို့ဆိုရင်ယင်ထဲမှာအေးချမ်းသွားတယ်မဟုတ်တာလောက်တာတဲ့ပုဂ္ဂိုလ်ကတပူနေနေဖြစ်တယ်အဲ့တော့ အနဝိသဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးရဖြစ်ကင်းတဲ့ချမ်းသာမျိုးကိုအကြောင်းပြပြီးတော့ချမ်းသာရင်စိတ်တည်ငြိမ်တယ်။ဟောတမာတိဖြစ်လွယ်ဒီလိုဆိုလို့နော်။တမာတိဖြစ်လွယ်ကိုတိလာလေးကိုကိုပြန်စင်စင်စင်ကျင်ကြည့်လိုက်။စင်ကျင်လိုက်လို့ရှိရင်ငါဟာဘယ်တော့မှမဟုတ်တာမလုပ်ဘူး။သူများတယ်လည်းငါမတတ်ဘူးသူများဥစ္စာလည်းမကုန်ဘူး။ငါရဲ့ကိုချင်းတိလာကောင်းတယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာစိတ်ကကျဉ်းနူးသွားကျဉ်းနူးမှုကြောင့်ဝမ်းသာမှုဖြစ်တယ်ဝမ်းသာမှုကြောင့်ပီတိဖြစ်တယ်ပီတိကြောင့်ကိုယ်နဲ့ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတဲ့အခါမှာချမ်းသာတယ်ဆိုတာဖြစ်တယ်ချမ်းသာလာတဲ့အခါဘာဖြစ်တယ်ဆိုစိတ်ကလေးကငြိမ်းလာတမာတိဖြစ်လာတမာတိဖြစ်ပြီးဆိုမှဘာဖြစ်လဲဆိုယထာဘူတဉာဏတသနာဘဝအခြေအနေမှန်ကိုကောင်းကောင်းသိသွား ယထာဘုဒ္ဓညာနာထတ္တနာသိတယ်မြင်တယ်အမှန်ကန်သိတယ်မြင်တယ်ဆိုရင်ညာဟာတမာလေးရှိမှဖြစ်တယ်ဒီလိုဆိုလို့လည်း